ဖြောက်မှတ်ခြင်းကိုဘယ်လိုရသလဲလို့ကျွန်တော်တို့လေ့လာဆန်းစစ်တဲ့အခါမှာဖြောက်မှတ်ခြင်းကိုခရစ်တော်အားဖြင့်သာရရှိတယ်ဆိုပြီးကျွန်တော်တိကောအခန်းကြီးနှစ်ကောအခန်းကြီး9ပိုင်းငယ်20နဲ့တက်မှာကျွန်တော်တို့တွေ့ရတယ်။ဒါမှဆိုရင်ကျမ်းပိုက်လေးကဗာရေးထားလဲဆိုတော့အဘေကြောင့်နိဟုမူကဘုရားသခင်ဒီအပြစ်နဲ့ကင်းစင်တော်သူကို ငါတို့အတွက်ကြောင့်အပြစ်ရှိတော်သူဖြစ်စေတော်မူ၏အကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ဘုရားသခင်ရှိတော်၌ဖြောင့်မတ်တော်သူဖြစ်မိအကြောင်းဤတဲ့ကျွန်တော်တို့လောကသားတွေဖြောင့်မတ်ခြင်းကိုဘယ်လိုရတယ်လဲဆိုရင်ခရစ်တော်အားဖြင့်ရလာတယ်တဲ့ကျွန်တော်တို့ခရစ်တော်အားဖြင့်ဘယ်လိုရတာလဲဆိုရင်တကယ်တကယ်ကျွန်တော်တို့လောကမှာခရစ်တော်ဆင်းကြွလာတဲ့အခါမှာ သူဘဝတလျှောက်လုံးမှာခရစ်တော်ဖျားမလုံနိုင်တဲ့အရာတစ်ခုကိုကျွန်တော်ကြည်လိုက်တဲ့အခါမှာအားလုံးကပြောကြတာဖျားတခင်ကတဲ့အရာခတ်သိမ်းကိုလုံနိုင်တယ်တဲ့အရာခတ်သိမ်းကိုတက်ဆွမ်းနိုင်တယ်ဒါပေမဲ့ကျွန်တော်တွားသိတဲ့အရာလေးကတော့ဖျားတခင်ဟာအရာခတ်သိမ်းမလုံနိုင်ဘာမလုံနိုင်တယ်လဲဆိုရင်ခရစ်တော်ဟာသူ့ရဲ့ကောင်းကင်ဘုံစည်းစိမ်ကိုစွန့်လွတ်ပြီးတော့လောကကိုဆင်းလာတဲ့အခါမှာခရစ်တော်မလုံနိုင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ပြည့်ဖြစ်တယ် ခရစ်တိုဟာဘယ်တော့မှအပြည့်မလုံနိုင်ဘူးအဲအကြောင်းမလို့ဒီမှာကြည့်ကျွန်တော်ရေးထားတဲ့အကြောင်းအရာလေးကျွန်တော်တို့ကိုဖျားတခင်ရဲ့ရှေ့တော်မှာဖြောင့်မတ်တော်သူ ဖြစ်စေဖို့ရန်အတွက်အပြည့်နဲ့ကင်းစင်တဲ့ယေရှုခရစ်တော်ဟာကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးတော့သူ့ကိုယ်သူ အပြစ်သားအဖြစ်ခံอยู่ကအသွေးအသွန်အသက်စွန့်ပြီးတော့ရွေးနှုတ်ကယ်တင်ခြင်းမှနေကျွန်တော်တို့ဟာ ဖြောက်မှတ်ခြင်းကိုရလာတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရရှိတဲ့ဖြောက်မှတ်ခြင်းကိုကျွန်တော်တို့လောကမှာကိုယ်ကဖြောက်မှတ်တဲ့သူ ဖြစ်တယ်လို့ပြောပြီးတော့အေးရအေးကြောင့်ကြိုက်တယ်လို့အသက်ရှင်ပြီးတော့ကြိုက်တယ်လို့လောကအရာတွေနဲ့ပဲကျွန်တော်တို့ပျော်ပါနေဖို့မဟုတ်ဘူး။ကြောင့်လဲဆိုတော့ခရစ်တော်ကိုယ်တိုင်ကျွန်တော်တို့ကိုဖြောက်မှတ်ခြင်းတရားရရှိစေဖို့ရန်တော့ပါလို့တယ်လဲဆိုတော့ ကောင်းကင်ဘုံစည်းစိမ်အားလုံးကိုစွန့်လွတ်ပြီးတော့လောကမှာတော့ပိတာအဖြစ်ကျွန်တော်တို့ခံယူပြီးတော့လှဝကတိုင်းမှာအတွေးတွန်းစွန့်ပြီးလို့ရလာတဲ့ဖြောက်မှတ်ခြင်းဖြစ်တယ်နော်ဘုရားကိုယ်တိုင်ကျွန်တော်တို့အတွက်တကယ်ပင်မန်းကြီးစွာနဲ့လှုပ်ပြီးပြီးတော့ရရှိလာတဲ့ဖြောက်မှတ်ခြင်းကိုအဲ့ဒါကိုကျွန်တော်တို့ခံထိုက်လာတဲ့အခါမှာကျွန်တော်တို့ကဘယ်လိုနေလဲဆိုတော့လောကမှာနေခြင်းတလို့နေတယ်အာ လောကမှာမိမိရဲ့စိတ်ကြိုက်ပဲအသက်ရှင်နေအဲ့လိုတွေနေထိုင်ဖို့ရန်အတွက်ဘုရားသခင်ကကျွန်တော်တို့ကိုဖြောက်မှတ်ခြင်းပေးတာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့တွေသိစေခြင်းနဲ့ဟုတ်ပြီကျွန်တော်တို့အာနောက်တစ်ခုကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ဖြောက်မှတ်ခြင်းရဲ့အခွင့်အာဏာကိုတဲ့ဘုဒ္ဓစီမှာရှိတယ်လေဆိုတော့ယောမခန်းကြီးယောမဩဝါဒစာအခန်းကြီး၈အပိုင်းငယ်33မှာဆိုရင်ဗာတွေ့လဲဆိုတော့ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို အဘေဒူဒီအပြစ်တင်မီနီပြောင်းမရ၌တီစီတော်သူမူကဗျာဒခင်ပီတီလို့ကျွန်တော်တို့ရေးထားတာအဲဒါကြောင့်ဗျာဒခင်ဟာရှေ့တော်မှာကျွန်တော်တို့ကိုဖြောင်းမတ်တော်သူဖြစ်စေတယ်အပြစ်ကင်းစင်တော်သူ ဖြစ်လာတယ်ကျွန်တော်ဟာအပြစ်ကင်းတဲ့သူကျွန်တော်ဟာဖျားသားပါလို့ကျွန်တော်တို့ကြွေးကြော်နိုင်ရတဲ့အခွင့်အာဏာကိုဘသူကပေးတယ်လဲဆိုရင်ကျွန်တော်တို့ကူးကွယ်နေတယ်ဖျားသခင်ကပေးတယ်လို့တွေးရတယ်ကျွန်တော်ကအာအပြစ်နဲ့ကင်းစင်ရတဲ့စစ်မှန်တဲ့ကေတင်ချင်းကိုရှင်းရှင်းလင်းလင်းနားလဲတဘောပေါက်တဲ့နေ့နေ့မှာကျွန်တော်တို့ကအယံဝက်မြောက်တယ်အယံပျော်ရွှင်ရတယ် ဒါကတကယ်ကိုယ့်ရဲ့အတ္တဓာတ်ထဲမှာကေတင်ချင်းကိုကကနနနားလေတဘောပေါက်တဲ့သူရဲ့အတ္တဓာတ်ထဲမှာဆိုရင်ကျွန်တော်ကေတင်ချင်းရတဲ့နေရာဘလောက်တောင်ကျော်လို့ဝမ်းမြောက်တယ်လဲဆိုတာကိုကိုယ့်ရဲ့ခံစားချက်ကို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 တည်ဆုံးဖြစ်မှာအဲလိုကေတင်ချင်းရပြီးတော့စာတန်တာကနေဖယားတာဖြစ်ပြီးလို့ကြွေးကြော်နိုင်ရတဲ့အခွင့်ပါနာကိုဘဒူကပေးတယ်လေဆိုရင်အခုကျွန်တော်တို့ဥကွယ်နေတဲ့ဘုရားတခင်ဟာပေးတယ်လို့ကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရတာဖြစ်တယ်